မင်္ဂလာပါ Facebook မှာပတ်စံရှာတဲ့လူတွေတည်ထားရမယ် page နီးချင်းဝချန်ပီယံနာကိုဖြည့်ရှင်တဲ့နေလကိုမျှဝေပေးမှာဖြစ်ပါတယ်အဝါရောင်လေးကိုနှိမ့်လိုက်မယ်ဆိုရင်ဒီလိုပေါ်လာတယ် copy မိတာတွေစီကန်ချိုးပေါက်တာတွေဒီမှာရှိတယ်ဒီနေ့ပြမှာကတော့ copy မိတာဖြစ်တဲ့အတွက် copy နေရာမှာထနှိမ့်လိုက်တယ်နှိမ့်လိုက်တော့အောက်မှာဒူဒူပေးထားတယ်ဒီဗီဒီယိုဟာ copy ဖြစ်တဲ့အတွက်ဒီလောက်ရက်ကတ်တန့်ထားတယ်။ဒီရက်ပြီးမှပြန်စိမ့်မှာဖြစ်ပါတယ်။ ဒါကြောင့်ဒီရစ်ရှည်ကိုကျမတို့မစောက်ချင်လို့ဆိုရင်ဒူးဒူးကိုတောင်းလျှောက်ရမှာဖြစ်တယ်အရစ်ကိုရှော့ချပေးဖို့နော်တောင်းဆိုချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကတောင်းဆိုတဲ့နည်းလမ်းကိုမျှဝေပေးမှာဖြစ်တယ်ဆိုတော့ဒီ page ဝါရဲ့ပုံကို screenshot ယူထားမယ်ပြီးတော့ the same the same ထည့်ပေးမှာဒီလို copyright ရှိနေရကိုလည်းထည့်ယူလိုက်မယ်အဲ့တော့ copyright ဆိုတဲ့ video ကိုထည့်ပေးမှာဒီလိုပေါ်လာတယ် ဒီ git share ပြတဲ့နေရာကိုပြန် screenshot ယူမယ်အလုံးယူထားရပါမယ်ပြီးတော့ back ပြန်ပြန်သွားလိုက်ပြန်ပြီးမှခုကရှောက်ရမှာဖြစ်တဲ့ damage တစ်ချက်လူတဲ့ကိုယ့်ရဲ့ page ရဲ့ link ကိုလည်း copy ယူထားရမှာဖြစ်တယ် link ကိုယူမယ်ဆိုတော့အဆက်30ကိုယူရမှာပေါ့နော်အဆက်30နဲ့နှိမ့်လိုက်ရင်ဒီမှာကိုယ့်ရဲ့ profile link ကရှိလာပြီအဲ့မှာ copy ထည့်ယူလိုက် ယူထားပြီဆိုရင်တော့ပြန်သွားလို့ရပြီပြန်ပြီးတော့ကိုယ့်ရဲ့ဒီအပေါ်ကနေအောင်ထပ်နေမယ်ပြီးတော့အောက်နည်းနည်းဆွဲလိုက်အောက်နည်းနည်းဆွဲလိုက်မယ်ဆိုရင်ဒီမှာ hair and support ဆွဲနေအောင်နေမယ်ဒီစာမျက်နှာရောက်လာပြီဆိုရင် report and problem ဆွဲနေအောင်နေမယ်ပြီးရင်အောက်နည်းနည်းဆွဲမယ်ပြီးတော့အိမ်မှာပြထားတဲ့နေရာကိုထပ်နေလိုက်ပါမယ် နောက်ခဏလေးစောင့်ရမယ်နော်ကဲဒီစာမျက်နှာရောက်လာပြီဆိုရင်တော့အမအပြန်ရောင်ကိုထနေလိုက်ပါပြီးတော့ကိုယ့်ရဲ့နေနေတဲ့အကောက်က page လား profile page လားဆိုတာကိုရွေးရမှာဖြစ်တယ်။ကျမရဲ့အကောက်က profile ဖြစ်တဲ့ profile မှာထနေပါတယ်။ဒါဒီစာမျက်နှာရောက်လာပြီးအဆွေမှာပြထိုက်နေရမှာထပ်နေလိုက် ြီးတော့ခုနက screenshot ယူထားတဲ့ပုံလေးထည့်ရပါမယ်ပြီးတော့ပုံမှာစာရေးမယ့်နေရာမှာတော့ခုနက link ကို copy ယူထားတိုင်းမှာချရပါမယ်ပြီးတော့ link ရဲ့အပေါ်မှာကတော့ဒီ video နဲ့ပတ်သက်တဲ့စာကိုရေးရပါမယ်ကိုပြရှင်းနေတာကတော့ copyright video မျိုးကိုလားဒါမှမဟုတ်စီကန်းကိုချိုးဖောက်တဲ့ video မျိုးကိုဖြည့်ရှင်းနေတာလားဆိုတော့တော့တင်ရမယ် video နဲ့ပတ်သက်တဲ့အကြောင်းအရာကိုဒီမှာထည့်ရပါမယ်ပြီးတော့ဒီမှာကျွန်မကရေအစာကိုအာပြင်ဆင်ထားတာပေါ့နော်အဲ့ဒါကို copy ယူမှာအခုနားနေရမှာပြန်ထည့်လိုက်ရမှာပဲမင်းဒီမှာဒီမှာ လင်းရအောင်မှာဖြစ်နေတဲ့ဖြစ်တဲ့လင်းရအပေါ်မှာစာထည့်ချင်တာဒါကြောင့်အပေါ်ကိုသွားမှာခုနက copy ယူထားတာမှာချလိုက်တယ်ပြီးတော့မှ name ရေးရမှာဖြစ်တယ်ကိုရဲ့ um page ရဲ့ name ကိုရေးလိုက်ပါ page ရဲ့ name ကိုရေးပြီးပြီးအမှလင်းနဲ့ချပြီးပြီးအကုန်လုံးပြည့်စုံသွားပြီဆိုရင်တော့အပေါ်မှာများရှိရဲ့အဲ့နေရာမှာနှိမ့်လိုက်ရင် တော့ပြီးသွားပါပြီနော်ဒီနေ့လိုင်းလေးနဲ့အစဉ်ပြေအောင်လုပ်ကြပါပက်ဆန်ရှာချနစ်တူတွေကတော့တည်ထားရမှာဖြစ်ပါတယ်နော်ဒီမှာထည့်ရမယ့်စာကြောင်းရကတော့ copyright video မျိုးဆိုရင်တော့ကိုယ်ရဲ့ video နောက်ထပ်ဒီလိုမျိုးဖြစ်အောင်ပြီးတော့ဒီသူတို့တတ်မှတ်ထားတဲ့ရက်ကို short ကြပေးဖို့အလိုမျိုးအကူအညီတောင်းရတာပေါ့လေတောင်းဆိုတဲ့စာမျိုးထည့်ရတာပေါ့လေ တီစာကိုတီစာကိုမရေတက်ကိုနရှာရပြီဆိုရင်တော့ကျမရဲ့ဗီဒီယိုအောက်မှာတွားယူလိုက်ပါနော်ကျမမှချပေးထားပါမယ်ကော်ပီချပေးထားပါမယ်ရှင်အားလုံးရဲ့စီမီကြပါစေနော်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်